ဲ့တော့သူတို့ဘာလုပ်ပါလဲဘာဘာဖြစ်ပါလဲဘလို့ပြောပြောအဲ့ဒီအရာတွေကျွန်မတို့တက်ရောက်လာမှာမဟုတ်ပါဘူးတစ်ချက်ပါနှစ်ချက်ကတော့တရားဥပဒေကြောင်းအရာเนาะကျွန်မတို့စော်ကားမော်ကားလုပ်တဲ့သူတွေเนาะအမှန်တမ်းပြောလို့ရှိရင်တော့ပြပြတိုင်ရတာမျိုးမကြိုက်ဘူးကျွန်မတို့ကနည်းနည်းတော့မိန်းမဆိုတော့ညာလေးနည်းနည်းလေးတော့ယောက်ျားဆန်တယ်တခုခုဆိုရင်ဟဲ့ကြေကြပါအောင်ဆိုပြီးပြတိုင်နေတဲ့အထက်မှာကျွန်မမပါဘူးเนาะသို့တော်ညာလေး လူတယောက်ရဲ့အခွင့်အရေးကိုနော်လူတယောက်ရဲ့အခွင့်အရေးပေါ်မှာနော်အင်မတန်ကိုမှစုပ်ပြတ်တတ်အောင်တိုက်ခိုက်ကြတဲ့ကောင်းမျိုးကျွန်မဘက်ကတုံ့ပြန်တဲ့အချိန်ရောက်လာပါပြီ။တရားဥပဒေအရတုံ့ခုတုံ့ပြန်မှာဒီရက်တည်း3-5ရက်ဆက်ပြီးပန်းဆက်လို့ဘာလို့ live လွှင့်နေရလဲလို့တော့ထင်ကြမယ်နော်။ live မလွှင့်လို့ရှိရင်လေဖုန်းတွေတပွန်းကွန်းလာတာစိတ်ပူပြီးမေးကြတာပါဖုန်းကကိုယ့်ဖုန်းနံပါတ်ကတော့လူတိုင်းမှမရှိပါအဲ့တော့ အာဟိုကောင်တွေဖွားလို့မတန်အောင်စစ်ပူလို့ဘလို့တွေဖြစ်လဲဘွားတွေဖြစ်လဲဆိုတာတွေကိုထိုင်ခံဖြေရအားကြောင့်မလို့3 5ရက်ရှိပြီ live ကိုဇက်တိုက်ဖွင့်နေရတာပါအဲ့ဒါပြောဘာပြောမှမလို့မသိဘာပြောမှမလို့မသိအေးစစ်စစ်တင်းတင်းမှမှကောင်းကောင်းမွန်မွန်ရွှင်ရွှင်လန်းလန်းဟမ်ဆောင်းရင် plan plan အေးသင်ရှိနေချောင်းပြတာပါ မဆိုကွဲတည်အောင်မဆားရအောင်ပါခမန်းနေကိုပြောတဲ့စကားကိုတာဝန်တာဝန်မယူကိုပြောတဲ့စကားကိုတန်ဖိုးမထားတဲ့လူတွေရဲ့ပါဇက်ကဟုတ်ကဟုတ်ကတောင်း6000ကိုမဖြေရှင်းနိုင်နော်မဖြေရှင်းနိုင်တဲ့အတော့ကျွန်မအခုလိုမျိုးလေးပဲ live လေးလွှင့်ပြီးတော့ကိုထင်ပြနေရတာပါအခုပဲခေါင်းလျှော်ရေးချိုးပြီးတာညာကြီးဖြစ်နေပြီဆိုတော့ makeup လည်းမလင်းတယ်နော်ရုံးနဲ့ပါဝင်သွားလို့မသိဘူးအဲ့ငါမျက်မှန်ပြန်ထားကြံ့ရဲ့ပြသေးပါဘူး ဒီနေ့တော့မျက်မှန်မိသွားတယ်အတားမချသေးတော့လေမျက်မှန်ကိုတက်ရကောင်းမှမသိဘူးမနမိုးလင်းအေးရနှုတ်လို့ရှင်လေမျက်မှန်မိဒီကဒီ comment မှာတယောက်မိလိုက်တော့မှမျက်မှန်ဖျောက်သွားတယ်လို့မိလိုက်တော့မှသတိရတော့တယ်ဟုတ်တယ်မျက်မှန်ရေချိုးကောင်းလျှော်ပြီးမျက်မှန်တက်ဖို့မိသွားတယ်အဲ့တော့အာဘာလို့ပန်ဆယ်လို့ဒီရက်ထဲမှာ live တွေပေါ့နော်အချိန်မှန်လေးဆိုရင်ညကြတယ်ကျွန်မလွှင့်နေရတယ်လေလို့နော်အများနဲ့ live လွှင့်တာကျွန်မအကျင့်မဟုတ်ဘူးလေနော်ကျွန်မတစ်လလုံးနေလို့တစ်ခါမလွှင့်ဘူးနှစ်လနေလို့တစ်ခါမလွှင့်ဘူးသုံးလနေလို့တစ်ခါမလွှင့်ဘူး เนาะဒါပေမဲ့ဒီရက်ထဲမှာဒီချိန်ကြီးမှာအများအား live လွှင့်နေတဲ့အတွက်တချို့ကထူးဆန်းပါလိမ့်မယ်။ဘာကြောင့်လဲပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့လိုပဲ live လေးများမှာ friend မိအထူးသဖြင့်ဒီနေ့ပေါ့နော်။သိရမလား။ခွာကြရတယ်။ယုံချိန်ကဒီနေ့လို့ဘာလို့ညာလို့နော်။ဘာယုံချိန်မှလည်းမရှိဘူး။ USA မှာနော်လူတစ်ယောက်ကိုလှုပ်ဖို့ဆိုတာလူတစ်ယောက်ကိုတရားဆွဲဖို့ဆိုတာအဲ့လောက်လွယ်တဲ့အရာမဟုတ်ဘူး။ငါဒါညို့တို့နေတိုင်းတိုက်ခိုက်နေတဲ့ကောင်တွေကိုအဲ့လိုသာလွယ်မယ်ဆိုလို့ရှိရင် ားတဲ့နေတော့မလုပ်ဘဲထိုင်ကြည့်နေကြပါအကြောင်းရှိလို့အခုလည်းမလုပ်ဘူးလို့မထင်နဲ့တော့လုံးပါလုတ်ဆရာရှိရလုံးပါဒါပေမဲ့အမချောင်းကိုကိုလို့ဆရာရှိရလို့ကိုလို့ရမယ်ဒါပေမဲ့ထုတ်မပြောဘူးဆိုတာကဘာမှမလုပ်နိုင်ဘူးလို့မတက်ရောက်ဘူးနော်လုတ်ဆရာရှိရလုံးမယ်လုတ်ဆရာရှိတာကိုမှမှန်ကန်ကန်ထိထိရောက်ရောက်နော်အခုရှင်တို့ပြောနေတဲ့ဒူပေါ့နော်အဓိက target နော်အဲ့ဒီ ကျမအခုပြောတဲ့အချိန်မှာနော်ပါသွားတဲ့စကားလုံးနဲ့ကျမဥပဒေချောင်းအရာတရားဥပဒေရဲ့ခေါင်းတဲကနေပြီးတော့နော်ထီထီရောက်ရောက်အားလုံးကို တုံ့ပြန်မယ်သူတို့လုပ်ခဲ့တဲ့ပြစ်ဒဏ်ကိုခံရအောင် ပြန်ပြီးတော့သူတို့ရင်ဆိုင်ရအောင်ဆောင်ရွက်ပြီးမယ်အဲ့တော့ကျမဘက်ကကျမနှုတ်ကပ်ပြီးတော့သူတို့ပြောတယ်လို့ဟာဘသူ့တော့ဘသူတရားစွဲထားလိုက်ပြီးဘာညာအဲ့ဒီအရာတွေကိုတော့ရှင်တို့ဘယ်တော့မှကြားရမှာမဟုတ်ဘူးကျမမှပြောခွင့်မရှိဘူးတို့တော်ညာလေဘာမှမပြောတာဒီဘာမှမလုပ်နေဘူးလို့အထိပယ်မတက်ရောက်ဘူးနော် မတရားသဖြင့်ပြောဆိုနေတဲ့သူတွေကတောင်မှတရားစွဲလို့ရတယ်ဆိုရင်ကျမကအချိန်တရာမကတရားစွဲလို့ရတယ်နော်မတန်လို့မလုပ်ဘူးလို့လွှတ်ထားတော့ညာလေနော်ဖြစ်တင်ဖြစ်ထိုက်လုတ်တင်လုတ်ထိုက်တဲ့အချိန်ဒီတစ်ခုဖြစ်လာခဲ့တဲ့အတွက်လုတ်ကိုလုံးမှာနော်လုတ်ကိုလုံးမှာရှိနေချောင်းရွှေရွှေလန်းလန်းရှိနေချောင်းပဲပြောတာပေါ့နော်အဲတခြားထူရီတူကမှပြောစရာမရှိပါဘူး။ဘောက်ကမှမစားရဘူးကမှန်းသိရမလား။ကျမပြပြမယ်ကွာသိလား။လူတွေကလေ ကိုပြောတဲ့စကားကိုကိုတာဝန်ယူတတ်တဲ့သူကကိုပြောတဲ့စကားမှန်မှန်ပါကိုပြောတဲ့စကားကပရိပရာတွေဖြစ်နေမှာကိုစိုးရင်တတ်တယ်တာဝန်ယူတတ်တယ်ကျမဆိုလို့ရှိရင်သူတို့ထိုင်ပြောတယ်လို့စိတ်ကူးရင်ပြီးပြောကြကြည်ဆိုကျမလည်းပြောလို့ရတာပေါ့နော်ဒါပေမဲ့ကျမဘာမှမပြောဘူးနော်တစ်ခါလာလဲ FBI ကဖမ်းသွားပြီတစ်ခါလာလဲနော်တစ်ခါလာလဲအဘေရဖမ်းသွားကျမဒီနိုင်ငံမှာဘာတရားဥပဒေချိုးဖောက်ထားတာမှမရှိဘူးနော်ကိုယ့်ရဲ့ background check ကိုချက်လိုက်လို့ရှိရင်နော် မီနီဖြတ်မောင်းထားတာမှရှိအဲ့လောက်လောက်ကို clear ဖြစ်တယ်နော်အဲ့လောက်လောက်ကို clear ဖြစ်တယ်မီနီဖြတ်မောင်းထားတာမှရှိနော်အခုချိန်ထိရဲတက်ကတ်တစ်ခါမှမရဘူးဘာလို့လဲဆိုတော့ကျွန်မဥပဒေပေါင်းနေမှနေတယ်ဥပဒေတိုင်းပဲနော်ဥကိုကိုလာပြီးထိပါတဲ့သူတွေကိုလည်းဥပဒေအရပဲပြန်ပြီးတော့တုံ့ပြန်ပါနော်ဥပဒေအရပဲပြန်ပြီးတုံ့ပြန်ပါအေးမျက်လုံးမှာသွေးချောပေါ်နေရမဟုတ်ခုနကလက်နဲ့ပုတ်လိုက်လို့မျက်တောင်မွေးဆူလို့လက်နဲ့ပုတ်လိုက်လို့ဖြစ်ပါလိမ့်မယ်အဲ့တော့ဟိုပေါ့နော်ကျွန်မ 2019တော့ပေါ့နော်တရားရင်ဆိုင်ရဘူးလေမြန်မာပြည်မှာလေ66ကာဂျီနဲ့တရားရင်ဆိုင်ရဘူးလေတရားရင်ဆိုင်ချိန်3နှစ်ကြာခဲ့တယ်နော်မြန်မာပြည်ရဲ့ပထမဦးဆုံးနော်66ကာဂျီအမှု66ကာဂျီပြဋ္ဌာန်းချိန်ကစပြီးမြန်မာပြည်မှာ66ကာဂျီနဲ့တရားစွဲခံရတဲ့အထက်မှာပထမဦးဆုံးဂွင်းလုံးကျွတ်လွတ်ခဲ့တဲ့တူဦးရီတော်လူပထမဦးဆုံးနဲ့နောက်ဆုံးနော်တူဦးရီတော်သူကကျမပါ ထမဦးဆုံးနဲ့နောက်ဆုံး66ဂါကြီးအမှုကိုနော်66ဂါကြီးအမှုကိုဂွင်းလုံးကျွတ်လုတ်ခဲ့တဲ့သူနော်ကျမပါပထမဦးဆုံးနဲ့နောက်ဆုံးနော်ပထမဦးဆုံးနဲ့နောက်ဆုံးဂွင်းလုံးကျွတ်လုတ်ခဲ့တဲ့သူကကျမပါနော်အဲ့တော့၃နှစ်ကျော်တရားရင်ဆိုင်ခဲ့ရပါတယ်နော်2019ကလေပြီးတော့2020 November ထိเนาะတရားလိုလုပ်တဲ့သူတွေကဘယ်သူတွေလဲဆိုတော့မဘာတာအဖွဲ့เนาะမဘာတာအဖွဲ့နဲ့ အခုလက်ရှိကျမတို့ရဲ့ဇက်လိုက်ကြော်ကြီးမအီလို့မင်းအောင်လိုက်ပါနော်ဘသူတွေတရားဆွဲခဲ့တာလေဆိုတော့နော်မဘာတာနော်အဲ့တုန်းက2019ဝင်းကျင်ကတကိုးထွားခဲ့တဲ့မဘာတာအဖွဲ့အစည်းနဲ့နော်အခုအခုကျမတို့ရဲ့နော်ကျမတို့ရဲ့ကျမတို့ရဲ့ဇက်လိုက်ကြော်ကြီးမအီလို့မင်းအောင်လိုက်ပါနော်အဲ့တော့အဲ့ဒီအမှုကိုကျမ၃နှစ်ရင်ဆိုင်ခဲ့ပြီးပါတယ်နော် 2020 November အဲ sorry 2020 November မဟုတ် November ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်ခင်တလ September လမှာနော်အမှုကလေးပြီးတော့ခွင်းလုံးကျလွတ်ခဲ့ပါတယ်နော်အဲ့တော့တရားရင်ဆိုင်ခဲ့တဲ့အတွေ့အကြုံရဆိုလို့ရှိရင်လေဒီလားအမ်ဘဝမှာကွာလူတွေရဲ့ဘဝမှာတခါမှတရားမရှင်မဆိုင်ဘူးပဲတရားမယုံမရောက်ဘူးပဲယုံရောက်ခက်ရောက်မဖြစ်ဘူးပဲ ਨੇ တည်သွားကြတဲ့သူတွေအများကြီးပေါ့နော်အဲ့တော့လူတိုင်းကလည်းတရားယုံအတွေ့အကြုံလေး တည်မလားဥရိရေးရနဲ့ပတ်သက်တာတွေတိမာမဟုတ်နော်တိမာမဟုတ်တိချင်မှလည်းတိမယ်တိရင်လည်းတိမယ်ပေါ့ကွာနော်အဲ့တော့ကျွန်မတရားရင်ဆိုင်နေတဲ့အတွေ့အကြုံရတရားရင်ဆိုင်နေဆိုတာက long term ဖြစ်စေနော်စိတ်ရှိရတယ်တင်းကြီးခံရတယ်အဲ့တုန်းကဆိုလို့ရှိရင်ကျွန်မတရားရင်ဆိုင်တော့တရားယုံနေမှာခုံပေါက်ပြီးတောင်းချမ်းခြင်းလောက်အောင်ကိုဒေါသထွက်တို့တော်ညာလေအဲ့ဒီအရာတွေကိုထိမ့်ချုပ်ရအဲ့လိုဒေါသထွက်ခြင်းတင်မလားအစောတလင်း အစောတလျင်တုံ့ပြန်ခြင်းတွေကတကယ်ဥပဒေချောင်းမှာအင်မတန်အားနေစီတယ်အဲ့တော့ကျမကအဲ့တုန်းကအတွေ့အကြုံတွေလည်းရှိခဲ့တယ်နော်အဲ့တုန်းကအတွေ့အကြုံတွေလည်းရှိခဲ့တယ် US ဖြစ်ဖြစ်မြန်မာပြည်ဖြစ်ဖြစ်နော်တရားစီရင်ရေးတည်ကြားတယ်နော်ကြားတယ် long term သွားရတယ်စိတ်ရှည်ရတယ်ပြီးခံရတယ်ပြီးတော့ emotional ထိန်းနိုင်ရတယ်နော်ကျမက၃နှစ်အတွေ့အကြုံရှိထားပြီးသားဖြစ်တယ်နော်မြန်မာပြည်ဖြစ်ဖြစ် US ဖြစ်ဖြစ် process တွေကအတူတူပါပဲ ဲ့တော့အခုအာအခုပေါ်တော့ online ပေါ်မှာတိုက်ခိုက်နေတဲ့ကောင်းမီသူတို့ကပဲသူတို့ကတိုက်ခိုက်တယ်သူတို့ကတပြန်စီတရားဆွဲပါတယ်ဆိုပြီးအတန်ကောင်းခင်နေတဲ့ကောင်းမီကိုကျမအခုပြန်လဲတုံ့ပြန်မဲ့အီစာရက်တွေကိုကျမပြောခွင့်မရှိဘာလို့လဲဆိုတော့ကျမ66ခါကြီးနဲ့မြန်မာပြည်မှာတရားရင်ဆိုင်တော့က US မပြောနဲ့မြန်မာပြည်မှာတော့မှကျမရဲ့ရှေ့နေတွေကကျမကိုတခေါက်မှပြောခွင့်မပေးခဲ့တခေါက်မှပြောခွင့်မပေးခဲ့ဘာဖြစ်လို့လဲဆိုတော့ပြောလိုက်တဲ့အကြောင်းအရာတိုင်းကနော် ကိုယ်အမှုတွေအတွက်ကိုတည်မှာအားနေချက်ဖြစ်သွားမှာစိုးလို့စိုးတဲ့အတွက်အားချောင်းခွင့်လုံးဝမပြီးနော်အားချောင်းခွင့်လုံးဝမပြီးခဲ့အခု US မှာလည်းဒီအတိုင်းပါပဲကျမမှာဘာစိုးဘာမှပြောပိုင်ခွင့်မရှိဘူးနော်ဒါပေမဲ့ထုတ်မပြောဘူးဆိုတာကဘာမှမလုပ်နိုင်ဘူးလို့မတက်ရောက်ဘူးနော်လုတ်เสียရှိတာလုပ်မယ်လုတ်เสียရှိတာကိုမှန်မှန်ကန်ကန်ထိထိရောက်ရောက်နော်အခုရှင်တို့ပြောနေတဲ့သူပေါ့နော်အဓိက target နော် အဲ့ဒီကျမအခုပြောတဲ့အချိန်မှာနော်ပါသွားတဲ့စကားလုံးเนี่ยကျမဥပဒေချောင်းအရာတရားဥပဒေရဲ့ဘောင်တဲကနေပြီးတော့နော်ထီထီရောက်ရောက်အားလုံးကို တုံ့ပြန်မယ်သူတို့လုတ်ခဲ့တဲ့ပြစ်ဒဏ်ကိုခံရအောင် ပြန်ပြီးတော့သူတို့ရင်ဆိုင်ရအောင်ဆောင်ရွက်ပြီးမယ်အဲ့တော့ကျမဘက်ကကျမနှုတ်ကပြီးပြီးတော့သူတို့ပြောတယ်လို့ဟာဘယ်သူ့တော့ဘယ်သူတရားစွဲထားလိုက်ပြီးဘာညာအဲ့ဒီအရာတွေကိုရှင်တို့ဘယ်တော့မှကြားရမှာမဟုတ်ဘူးကျမမှပြောခွင့်မရှိဘူးတို့တော်ညာလေဘာမှမပြောတာဒီဘာမှမလုပ်နိုင်ဘူးလို့အထိပယ်မတက်ရောက်ဘူး เนาะမတရားသဖြင့်ပြောဆိုနေတဲ့ဇူလီကတောင်မှ တရားဆွဲလို့ရတယ်ဆိုရင်ကျမကအချင်းတရားမကတရားဆွဲလို့ရတယ်เนาะမတန်လို့မလုပ်ဘူးလို့လွတ်ထားတော့ညာလေเนาะဖြစ်တင်ဖြစ်ထိုက်လုတ်တင်လုတ်ထိုက်ရဲ့အခြေအနေတခုဖြစ်လာခဲ့တဲ့အတွက်လုတ်ကိုလုံမှာเนาะလုတ်ကိုလုံမှာအဲ့အတွက်အခုချိန်မှာကျမကသူပြောတဲ့ဟာတွေကိုပြန်ပြီးတော့တရားလေပြီးတော့ခွန်းတုံပြန်ပြီးပြန်ပြောနေမှာမဟုတ်ဘူးเนาะခွန်းတုံပြန်ပြီးပြန်ပြောနေလို့ရှိရင်ကျမ တကယ်လှုပ်ဆောင်မဲ့ဟာဒီမှာအနှောက်ယှက်ဖြစ်မှာဖြစ်တဲ့အတွက်ဒီကလီပြီးတော့ကျမရဲ့မိတ်ဆွေတွေစိတ်ပူပြီးမေးမြန်းကြတဲ့မိတ်ဆွေတွေကိုတည်တည်ထချာပြောကြားချင်တာတစ်ခုနှစ်ချက်ရှိပါတယ်ဒီနှစ်ချက်လေးကိုပဲကျမတည်တည်ထချာပြောချင်ပါတယ်ဒီ live မှာကျမအကြာကြီးအကြာကြီးလည်းမပြောတော့ပါဘူးเนาะနံပါတ်1အချက်အနေနဲ့ပန်ဆယ်လိုသည် US မှာเนาะတရားဥပဒေနဲ့အညီနေထိုင်နေတဲ့သူဖြစ်တယ် legal နေထိုင်သူဖြစ်တယ် legally တရားဥပဒေကိုလိုက်နာတဲ့သူ ဖြစ်တယ် ဒီနေ့ဒီချိန်ထိကျွန်မနာမည်နဲ့ကျွန်မ background မှာမင်းနီဖြတ်မောင်းထားတဲ့ record အောင်မရှိဘူးတဲ့ fear ဖြစ်တဲ့သူဖြစ်တယ်เนาะအဲ့ဒီအတွက်ကျွန်မကိုဘသူကပဲဒုက္ခပေးခြင်းဒီဖြစ်စီဘသူကပဲလီဆယ်တိုင်တန်းဒီဖြစ်စီကျွန်မအနေနဲ့ထိခိုက်လာစရာဘာအကြောင်းရင်းမှမရှိပါဘူးเนาะထိခိုက်လာမှလည်းမဟုတ်ပါဘူးเนาะအဲ့ဒီအတွက်အဲ့ဒီအပိုင်းကိုကျွန်မအားလုံးဖြည့်ရှင်းနိုင်တယ်လို့ယုံကြည်ထားပြီပါเนาะကျွန်မကအဲ့လိုအရာတွေအတွက် အားပျော့တတ်တဲ့သူဝိဖြစ်တတ်တဲ့သူမဟုတ်တယ်လို့ရှိမှလည်းမြန်မာပြည်လိုကွာမခိုင်မာတဲ့တရားစီရင်ရေးမှတော့မှ၃နှစ်လုံးတရားရင်ဆိုင်ပြီးတော့နော်မတောင်တောင်းပန်ရင်ကြည်အေးပြီးပါမယ်ဆိုတဲ့ကံလန်းချက်ကိုငင်းပယ်ပြီးတော့နော်ကိုယုံကြည်ချက်အတွက်ခိုင်ခိုင်မာမာတရားရင်ဆိုင်ခဲ့တဲ့အတွက်အမှုနိုင်ခဲ့ဘူးလေသူပါအဲ့ဒီအတွက်ကျမကို ဘသူတွေဘလို့တွေဖွာနေနေဘလို့တိုင်ပါတယ်ဘလို့ဟောဖြစ်ပါတယ်ကျမအသေးစိတ်ဖြည့်ရှင်းနေတယ်ဆိုလို့ရှိရင်ကျမဘက်ကပြန်ညှိသွားနိုင်တာရှိတဲ့အတွက်အသေးစိတ်ဖြည့်ရှင်းမှာမဟုတ်ပါဘူးเนาะအဲ့အတွက်ဘသူကကျမဒီတရားဥပဒေအရာပဲနေထိုင်နေရသူဖြစ်တယ်တရားဥပဒေအရာပဲတုံ့ပြန်မဲ့သူဖြစ်တဲ့အတွက်ဘသူတွေဘလို့ဖွာနေနေအဲ့ဒီအရာတွေကကျမပေါ်မှာထိရောက်လာမှာတက်ရောက်လာမှာမဟုတ်ပါဘူး USA မှာလီဆယ်တိုင်တန်းနေဆိုတဲ့အရာဒီပြစ်မှုဖြစ်ပါတယ်เนาะလူတယောက်ကိုတိုင်လို့ရလားရတယ်တိုင်တာပဲတိုင်လို့ရတယ် တိုင်လို့ရတာဒီတိုင်လိုက်တာကအရေးယူခံရမယ်ဆိုတဲ့အထိပယ်မဟုတ်ဘူးเนาะဥပမာထားပါတော့ဟိုတနေ့ရပဲကျွန်မဥပမာတစ်ခုပေးသွားတယ်เนาะအဒီပန်ဆယ်လိုကလူတက်ပါတယ်လို့ပြောမယ်အဲ့လူတက်မှုကတကယ်လည်းမရှိခဲ့ဘူးတကယ်လည်းမတက်ခဲ့ဘူးဆိုကျွန်မကိုဘယ်သူမှလူတက်မှုနဲ့တရားဆွဲလို့မရဘူးไอ้ตบอดียาบาเวเนาะตรัวบลูตันไล่บาบีบลูผิดไล่บลูลุไล่บาบีโลเปียวหนีไปเนี่ยเนาะ ကျွန်မဘက်ကဘာမှကျူးလွန်ထားခြင်းမရှိဘူးဆိုလို့ရှိရင်ဘယ်သူမှကျွန်မကိုဘယ် US ကတရားရုံးကမှတည်မလားပန်စလို့စောင့်မိကလို့ဆိုပြီးတော့မဟုတ်မှန်အမိန့်ချပြီးမှမဟုတ်ပါဘူးနော်အဲ့ဒီအတွက်အဲ့ဒီအပိုင်းလေးကိုစိတ်ပူပြီးမြင်းမြန်းကြတဲ့မိတ်ဆွေတွေကိုကျွန်မဒီကနေပြီးတော့အားလုံးကိုလုံးဝဖြည့်ချင်ပါတယ်ကျွန်မဒီတရားဥပဒေနဲ့အညီနေထိုင်သူဖြစ်တဲ့အတွက်နော်ဒီနေ့ဒီအချိန်အထိ US မှာဘယ်တရားဥပဒေချိုးဖောက်မှုကိုမှဆောင်ရွက်မထားတာဖြစ်တဲ့အတွက်နော်ဘသူဘာပြောပြောဘသူဘာတိုင်တိုင်ကျွန်မကို ထိပါလာမှာမဟုတ်ပါဘူးပြီးတော့ကျမမတရားဥပဒေရကာကွယ်ခွင့်เนาะ law fan တခုကိုကျမငားရမ်းထားပြီးဖြစ်ပါတယ်เนาะဒီ law fan ကဘသူမဆိုကျမဘက်ကပြန်တုံ့ပြန်မဲ့အရာတွေအတွက်ကောเนาะကျမကျမကိုကာကွယ်ဖို့အတွက်ကောဆောင်ရွက်ပြီးမှဖြစ်ပါတယ်ဒီ law fan ကလည်းပဲဆက်ဆောင်ရွက်ပြီးမှဖြစ်တဲ့အတွက်ကျမရှောက်ပြောနေလို့မရပါဘူးဘသူကိုဘာလုပ်မယ်ညာလုပ်မယ်လို့ရှောက်ပြောနေခွင့်မရှိပါဘူးเนาะအဲ့တော့တရားဝင် law fan ကြီးတခုကတခုနဲ့ချိတ်ဆက်ပြီးတော့ကျမဆောင်ရွက်ထားပါပြီ အဲ့တော့ကျမကဘာမှဥပဒေချိုးဖောက်ထားမှုမရှိတဲ့အတွက်နော်ကျမကိုလည်းဘသူတိုင်တိုင်ကျမဘာမှဖြစ်မှာမဟုတ်ပါဘူးတရားဥပဒေရပဲပြန်လဲခုခံသွားမှာဖြစ်တယ်နောက်ထပ်တစ်ချက်က US မှာလီစဲတိုင်တန်းမှုဟာဗာလဲလီစဲတိုင်တန်းမှုကပြစ်မှုမြောက်ပါတယ်ဒဏ်ငွေထောင်ထံရှိပါတယ်အဲ့တော့လီစဲတိုင်တန်းတဲ့သူတွေကိုလည်းကျမကတရားဥပဒေဘောင်ထဲကပြန်လဲအရေးယူဖို့စူးစမ်းသွားမှာဖြစ်ပါတယ် အဲ့နှစ်ချက်ကိုပဲကျွန်မဒီနေ့အလေးနဲ့ပြောချင်ပါတယ်ဒါပေမဲ့နော်သူတို့ထိုင်ပြောနေတယ်လို့ကျွန်မကပြွတ်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 နဲ့ထိုင်ပြောနေလို့ရှိရင်သူတို့အမားလေကျွန်မအမားဖြစ်သွားနိုင်တယ်နော်သူတို့ဂုံတိတ်ခါထိပါအောင်စော်ကားတဲ့အမားကလေကျွန်မအမားဖြစ်သွားနိုင်တယ်အဲ့အတွက်ကျွန်မဒီဒီအရာတွေကိုရှောင်ရှားဖို့လိုပါတယ်အဲ့တော့စိတ်ပူပြီးသားတဲ့မိတ်ဆွေတို့ပြောချင်တာကကျွန်မဒီဘာဥပဒေချိုးဖောက်မှုပေါ်မှာလှုပ်ဆောင်နေထားတဲ့အတွက်ဘသူဘဝပဲဖြစ်ဖြစ်အခုလက်ရှိကွာ US ရဲ့တမန်ဟာတော်မှာကျွန်မတို့ဘယ်သူမှမလာပြီးတရားဥပဒေမချိုးဖောက်တဲ့သူကိုအရေးယူလို့မရပါဘူး နော်အဲ့တော့သူတို့ဘာလုပ်ပါလဲဘာဖြစ်ပါလဲဘလို့ပြောပြောအဲ့ဒီအရာတွေကျွန်မတို့တက်ရောက်လာမှာမဟုတ်ပါဘူးတစ်ချက်ပါနှစ်ချက်ကတော့တရားဥပဒေကြောင်းအရာနော်ကျွန်မတို့စော်ကားမော်ကားလုပ်တဲ့သူတွေနော်အမှန်တမ်းပြောလို့ရှိရင်တော့ပြည့်ပြည့်တိုင်ရတာမျိုးမကြိုက်ဘူးကျွန်တော်တို့ကနည်းနည်းတော့မိမဆိုတော့ညာလေးနည်းနည်းလေးတော့ယောက်ျားဆန်တယ်တခုခုဆိုရင်ဟဲ့ကြေကြပါအောင်ဆိုပြီးပြည့်တိုင်နေတဲ့အထက်မှာကျွန်မမပါဘူးနော်သို့တော်ညာလေး လူတယောက်ရဲ့အခွင့်အရေးကိုနော်လူတယောက်ရဲ့အခွင့်အရေးပေါ်မှာနော်အင်မတန်ကိုမှစုပ်ပြတ်သက်အောင်တိုက်ခိုက်ကြတဲ့ကောင်းကြီးကိုကျွန်မဘက်ကတုံ့ပြန်တဲ့အချိန်ရောက်လာပါပြီ။အရာဥပဒေအရတုံ့ကိုတုံ့ပြန်ပါမယ်။ US မှာ lease တိုင်တန်းမှုနော်ပြီးလူတယောက်ကိုမဟုတ်မမှန်အသိရဖြစ်မှုဒီပြစ်မှုမြောက်ပါတယ်နော်။အဲ့ပြစ်မှုမှာ criminal case အနေနဲ့ရော servant case အနေနဲ့ရောမြန်မာလိုပြောမယ်ဆိုလို့ရှိရင်ရဲ case နဲ့ရောတရမမှုနဲ့ရောတရမမှုနဲ့ရောတရမချောင်းနဲ့ရော နော်ကျမနှစ်ဖက်စလုံးမှလီပြီးတော့ဒီနေ့ဒီချိန်အာချောင်းနေထားတဲ့ကောင်းနေမှန်သမျှကိုမမှန်ကန်ကန်ထိထိရောက်ရောက်ရေးယူဖို့ကြိုးစားသွားပါမယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်